အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီအပိုင်းမှာ TikTok မှာ trend ဖြစ်နေတယ်ပေါ့နော်အခုလိုဒီလို background ချိန်လို့ရတဲ့ application လေးတစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့အခုလက်တော် TikTok မှာ trend ဖြစ်နေတဲ့နော် application လေးတစ်ခုဒီကောင်ကတရုတ်ကထုတ်ထားတဲ့ application တစ်ခုပါဆိုတော့ကျွန်တော်တို့ကဒီ application လေးကိုဘယ်မှာ download လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ Google မှာသွားပြီး download ရပါမယ်။ကျွန်တော်တို့ Google မှာ download ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ Google ထဲကိုဝင်လိုက်ပါမယ်။ Google ထဲကိုရောက်ပြီဆိုလို့ရှိရင်နာမည်ရိုက်ရှာတဲ့နေရာမှာ ကျွန်တော်အခုရိုက်ရှာထားသလိုလေးရိုက်ရှာလိုက်ပါဟုတ်ပြီနံပါတ်လေးကိုဒီလိုရိုက်ရှာလိုက်လို့ရှင် အောက်မှာမြင်နေရတဲ့ဒုတိယကပေါ့နော်အပြာရောင်စာလေးနဲ့ဟာလေးကိုနှိပ်လိုက်ပါဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှင်ဒါကျွန်တော်တို့က VPN တစ်ခုခုချိန်ပေးဖို့လိုပါတယ် ကျွန်တော်တို့ VPN ချိတ်လိုက်ပြီဆိုတာနဲ့ဒီလိုမိုးလေးပေါ်လာပါလိမ့်မယ်။ဟုတ်ပြီကျွန်တော်တို့ဒီ application လေးကို download ဖို့လို့ရှင်အောင်လေးကိုနည်းနည်းလေးဆွဲချလိုက်။အဲ့ဒီမှာအဲ့ဒီမှာ dev the lab version ဆိုတာလေးကိုတွေးပါလိမ့်မယ်။အဲ့ဒီမှာ download click လေးကိုနှိပ်လိုက်ပါ။ပြီးရင်ဒီလိုမျိုး file လေးကို download ဆွဲမလားဆိုပြီးပေါ်လာပါလိမ့်မယ်။ကျွန်တော်တို့အဲ့ဒီခါကျရင် file လေးကို download ဆွဲလိုက်ပါ။ပြီးရင်တော့ကျွန်တော်ဒီလို file လေးကို download ဆွဲတဲ့ပုံပေါ်နေပြီဆိုလို့ရှင်ဘေးနားက detail လေးတွေကိုဝင်လိုက်မယ်။ file လေးကိုကျွန်တော် download ဆွဲပြီးသွားပြီဆိုလို့ရှိရင် file လေးကိုကျွန်တော်တို့ဖုန်းထဲမှာ application ကို install တင်ပါမယ်အဲ့ file လေးကိုနှိပ်လိုက် pp ဖလို့ရေဒီနားမှာ install folder လေးပေါ်ပါလိမ့်မယ် install လေးကိုနှိပ်လိုက်ဦးပါပဲ pp ဖလို့ရှိရင်ကျွန်တော်တို့ vpn လေးကိုဖြုတ်လိုက်လို့ရပြီဖြုတ် pp folder ကျွန်တော် application လေးကိုဝင်မယ် application လေးကိုဝင်လိုက်ပြီဆိုတာ ਨੇ ပထမဆုံးမြင်ရမယ့်ဒီစာလေးမှာအမဲအောင်စာလေးကိုနှိပ်ပေးလိုက်ပါဒီ application လေးကိုရောက်ပြီဆိုလို့ရှိရင်မိတ်ဆွေကဒီလိုတရုပ်စာတွေဖြစ်နေလို့ကျွန်တော်တို့ဘာသာပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပြောင်းလို့မရဘူးခင်ဗျ ။ "तू อ่ะကျွန်တော်ဘာလာပြောင်းမှုတွေရှာကြည့်တဲ့ခါမှာ language setting မပါလာဘူး။အဲ့ဒီတော့တရုတ်ဘာသာနေနဲ့ပဲကျွန်တော်တို့သုံးရမယ်။ဆိုတော့ကျွန်တော်တို့အရင်ဓာတ်ပုံလေးထည့်မယ်။အပေါ်မှာမြင်နေရတဲ့ account clue လေးကိုနှိပ်မယ်။ account clue တွေကတော့ကျွန်တော်တို့ရှိကျွန်တော်ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံကိုเนาะကျွန်တော်တို့သုံးမှာပေါ့။ဓာတ်ပုံမရှိသေးဘူးလို့ရှိရင်ဘေးနားမှာအပေါင်းဘေးနား camera လေးကိုနှိပ်လိုက်ရုံပါပဲ။ကျွန်တော်တို့ဓာတ်ပုံလေးကိုရွေးပြီးွားပြီဆိုလို့ရှိရင်အပေါ်မှာမြင်နေရတဲ့တရုတ်စာတွေကနေပြီးတော့ဒုတိယမြောက်စာကြောင်းလေးကိုကျွန်တော်ရွေးလိုက်ပါမယ်။ ပြီးတော့ဒီလိုလေးပေါ်လာလိမ့်မယ်ဒီလိုလေးပေါ်လာတဲ့အခါမှာကျွန်တော်တို့အပေါ်မှာမြင်နေရတဲ့မီးတောက်ပုံစံတရုတ်စာလေးကိုဘေးတိုက်ဆွဲလိုက်ပါအဲ့ဒီမှာမြင်ရမယ့် AI ဖိုတာလေးတွေကိုလိုက်ရှာပါ AI က၃လေးမျိုးလောက်ရှိတယ်ပေါ့နော်ကိုက AI လေးတွေကိုရွေးလိုက်ပါအဲ့ဒါကကျွန်တော်တို့ AI နေက background ချိန်ပါပေါ့နော်အရှိကဟာတွေကကြတော့ကျွန်တော်တို့ပုံရဲ့ color လေးကိုချိန်ပေးတာပါကိုအဆင်ပြေတာလေးကိုကြိုက်တယ်လို့ဆန်းပါ ဟုတ်ပြီကျွန်တော်ဒီအောက်မှာပေါ့နော်ကို background change မဲ့ effect လေးတွေပေါ်လာပြီဆိုလို့ရှိရင်ကိုအဆင်ပြေတာလေးကိုရွေးလိုက်ပါကျွန်တော်ဒီ video လေးမှာကြောင်ပုံလေးကိုဖမ်းပြပါမယ် effect လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်ခဏဆောင်ပေးလိုက်ပါအဲဒါဘလို့ရှိရင်ကျွန်တော်တို့ original ပုံကနေပြီးတော့တို့ background change နဲ့ပုံလေးထိပြောင်းပေးနေပြီပေါ့နော်ကို59ပြီးပါလို့ရှိရင်ခဏဆောင်ပေးလိုက်ပါတို့ဘသူပုံလေးပြောင်းသွားပေးပါလိမ့်မယ်ဒါဘလို့ရှိရင်ဒါအခု background လေး change လိုက်ပြီပဲဖြစ်ပါတယ် ကဲဒါဖြစ်လို့ရှိရင်ကိုကြိုက်တဲ့ effect တွေကိုဒီထဲမှာရွေးလို့ရတယ်နောက်ပြီးတော့ဒီဓာတ်ပုံ background change လို့ရတာပြင်မို့ဒီထဲမှာဓာတ်ပုံတွေကိုပေါ့နော်ကို color ပြင်တာတော့အဖုံမကိုလုတ်တဲ့ရင်လုတ်တက်လို့ရတယ်ပေါ့နော်အဲ့ဒါ channel တွေကိုတော့မိတ်ဆွေတို့ဆက်ပြီးတော့ click ကြည့်လိုက်ပါဦး main click တွေတော့ပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်ကိုကဓာတ်ပုံကို fix နေဆိုလို့ရှိရင်ဒီအပေါ်ဘက်အစိမ်းလေးကိုနှိပ်လိုက်ပါ အဲဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံကိုဖေးပြီးွားပြီเนาะအောက်ကကျတော့ဗီဒီယိုထုတ်မလားပေါ့ဗျာဗီဒီယိုဖိုလ်ဒါဘယ်လိုပုံမှန်လဲဆိုတော့ကျွန်တော်တို့ငကို original ပုံကနေပြီးတော့အခု background change လိုက်တဲ့ပုံကိုပြောင်းွားတဲ့ပုံစံလေးပေါ့เนาะဒါလေးက free pay တုံးနေတကယ်လို့ကိုကပြောင်းကျင်နေဆိုလို့ရှိရင်အောက်ကဒီမှာပြထားတဲ့ download ခလုတ်လေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ download ဆွဲတဲ့ minute လေးခဏဆောင်ပေးလိုက်အောင်ပါပဲ